မင်္ဂလာပါရှင်ဆေးရဲ17လ2025မှာ16ရက်17လ2025တပတ်တာဤကသာသမိချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဤကသာသမိချင်းမိတ်ဆွေအလုပ်ကိုင်းအရေးကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာမိမိကအလုပ်တွေကိုတူးချဲ့ပြီးတော့လုပ်ကင်ရတာရည်ရွယ်ထားတဲ့ကိစ္စလေးတွေအဆင်ပြေစေတာဒီလိုလေးတွေ့ရပါတယ်တန်ဖိုးကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ် မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်မကောင်းစရာလေးတွေကြုံရတတ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့တည်းနောက်ဆက်တင်ရတာအိမ်ပေါ်မှာမိမိစိတ်တိုင်းမကြတာအိမ်မှာနေလို့တဲ့စိတ်မရှိတာဒီလိုလေးတွေ့ရပါတယ်။ရှင်ယူသားချင်းရဲ့အကူအညီကောင်းကြံ့ကြံ့ကောင်းလေးတွေရောက်ရှိရင်ယနေ့နဲ့ရဝေးဆိုရင်ရဝေးမှာရှိနေတဲ့ရှင်ယူသားချင်းစီကနေအကူအညီရမယ်လို့တွေ့ရပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်မိမိကိုမနာလိုနေတဲ့သူမိမိကိုအပြစ်ပြောမဲ့သူတွေရှိတယ်ဒါကိုသတိထားပါအခြေအနေပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်ကုန်စိတ်ပြတ်သွားတာနောက်တန်တရားတွေဝေနေတာဒီလိုလေးတွေ့ရတယ်အိမ်တော်ရဲ့နဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အလုတ်ကင်ခွန်းလန်းလေးတွေပိတ်ဆို့နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကျရပါလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီတယောက်တည်းပြင်ပပန်းပန်းနဲ့အာတော်ကွန်ဆိုင်လုပ်နေရတဲ့အရာလေးညာနေပါလိမ့်မယ်။မိသားစုကအကူအညီမရဘဲနဲ့မိသားစုရဲ့ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေဒါလေးတွေကိုရရှိစေမယ့်ဒီမှာပါနေတယ်။ကဲနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။တို့ပြင်ပမဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ ငွေကြေးလလာပါတွေပွန်လန်းပဲရှင်လန်းပဲသို့တော်လက်ထဲမှာငွေလုံးဝမမြဲဘူးဒါကြောင့်လက်ထဲမှာငွေစုမိပြီဆိုရနေတန်မိုးကြီးတို့ပစ္စည်းတစ်ခုခုကိုစုဆောင်းထားပါဒါဆိုရင်ငွေကြေးကိစ္စအဆင်ပြေပါလိမ့်မယ် အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြစ်တိလိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိတီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘင်းအောင်မှတသက်မထဲမလုပ်ဖ ೇನೆ အမြဲပြောင်းလဲပြီးတော့စမ်းသစ်ပြီးတော့တီထွေပြီးတော့လုပ်ကင်နေတဲ့အရာလေးတွေဆိုရင်ဒီတစ်ပတ်ထဲမှာပို့ပြီးတော့အောင်မြင်စေမယ်လို့တွေ့ရပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးပေးချင်ပါတယ် အင်္ဂါသားသမီးချင်းမစွေပြုလူဆောင်ရမယ့်တပတ်တာရေရာကမိမိနေအင်္ဂါဖျားမှာတာကူဂျိုတဝဲလူတဲ့ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားပေးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စေရေးဆက်တလာ2025မှာ16ရေးဆက်တလာ2025တပတ်တာတောက်ချာသားသမီးချင်းမစွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် နောက်ကြတာသမီးချင်းမေးဆွေအလုတ်ခံအရန်ကောင်းနေပါတယ်မိမိအနေနဲ့အလုတ်မရသေးဘူးဆိုတော့ချင်းမေးဆွေဆိုရင်လည်းပဲဒီတစ်ပတ်ထဲမှာအလုတ်ခံနဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးပေါ်လာစီပြီးတွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်မိတ်ဆွေတွေရဲ့ညဉ့်ညံ့တာအပြစ်ပြောတာတွေခံရတတ်ပါတယ် အင်းနဲ့ပတ်သက်ပြီးတော့ကံရံကောင်းတွေအင်းရဲ့ထောက်ပံ့ကောင်းတွေရမယ်အင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေငွေကြေးကိစ္စတွေရအစစကားပြောဆိုရတာလွယ်ကူစီမယ်လို့တွေ့ရပါတယ်ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရမယ်ရှင်ပြူသားချင်းစီကနေပြီးတော့မှအဖက်ဖက်ကနေအကူအညီပံ့ပိုးမှုတွေရရှိစီမယ်လို့တွေ့ရပါတယ်ရန်အင်းရဲ့အတိုက်အခိုက်လုံးဝမရှိပါဘူးရှင်အချင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ အဆက်တွေဖြစ်တော့ခြင်းကိုခံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အတွေ့ကျမ်းမာရေးညံ့တာမျိုးပူပန်တာမျိုးကြုံရတတ်တယ်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဥကောင်းနေမကောင်းတာအာရုံကြောအားနေတာအမြင်နဲ့မူးမော်နေတာမျိုးတွေဖြစ်တတ်တယ်ကိူးဆိုင်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကိုင်းခွန်းလန်းလေးတွေပေါ်လာတဲ့အခါမှာမိမိဘက်ကနေပြီးတော့ဗာလေးပဲဖြစ်ဖြစ်အာတုံခွန်းဆိုင်နေဝရိယကောင်းကောင်းလေးထားပြီးတော့လှုပ်ဆောင်လိုက်ပြီးဆိုရင်ဒီတစ်ပတ်တည်းမှာအလုတ်ကိုင်းအရန်ကောင်းနေတယ်လို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းနေတယ်။ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာဝေးစုတာလို့မရဘူး။အဲ့တော့မိမိယုံကြည်စိတ်ကြရတဲ့နေရာမျိုးမှာဝေးစုစောင့်ထားမိဆိုရင်ဝေးအဖက်တင်ပါလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာချုပ်ကိုပြစ်ကြည့်လိုက်တဲ့အခါမိမိကိုတစ်ဖက်လူကလိန်လေတာလှည့်ပြားတာခံရတဲ့တည်းဒါကြောင့်အလေးမခံရအောင်တတိလေးထားပါနော်။နောက်ကြတော့ဒီချိန်မိတ်ဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ခရီးရာကောင်းလေးပြင်ချင်ပါတယ်။ ောက်ကြတာတမိချင်းမိတ်ဆွေတပတ်တာပြုလို့ဆောင်ရွက်မယ့်ယရိယာကမိမိနေအိမ်ကဖျားမှာရွှေရောင်ရက်ကလေးကိုးချောင်းလူတဲ့ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စေရေးဆက်တလာ2025မှာ16ရက်ဆက်တလာ2025တပတ်တာစနေသားတမိချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင် စတိသားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့မိမိဘက်ကနေပြောရဆိုရတာခက်ခဲစီတာလေးတွေနှောင့်ကျန့်ကြမှုလေးတွေနှောင့်နှေးစီတာလေးတွေဒီလိုလေးတွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်ယူဆိုင်ပါနော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီတာကတစ်ဖက်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပူပန်စီရတာတစ်ဖက်ဒီလိုလေးတွေ့ရပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့လေးတွေအရန်ကောင်းနေအိမ်ကနေမမျောလေးနဲ့အကူအညီကောင်းလေးတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစေတာလေးတွေဒီလိုလေးတွေ့ရပါတယ်ရှင်ယူသားချင်းနဲ့ပတ်သက်ပြီးတော့မိမိမမျော်လင့်ထားတဲ့အရာလေးတွေအခွင့်အလမ်းလေးတွေပေါ်စီတာမျိုးရှင်ယူသားချင်းစီကနေပြီးတော့တည်ငြိမ်ကောင်းလေးကြားရတာမျိုးဒီလိုလေးတွေ့ရပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာကိုလည်းတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူအပေါ်မှာအလိုမကျတာစိတ်ကြိမ်မကျတာ ချစ်သူတွေခဏခဏစကားတွေမြားတာတစ်ချက်ချက်ဖြစ်တာလေးကြုံရမေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွင်းကိုကလုတ်ချင်တဲ့အရာလေးတွေကိုကဖြစ်ချင်တဲ့အရာလေးတွေဒါမှမဟုတ်အိမ်တော်ဘက်ရည်ရွယ်ထားတဲ့ကိစ္စလေးတွေလက်မယားနှစ်ယောက်စိတ်တူကုတူလေးတွေအလုတ်ကိုင်းလေးပတ်သက်တာပဲဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်လုံးစုံလုတ်ကိုင်းရမယ်လို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါကျမကြီးရဲ့ညံ့မီဆိုလို့ချင်းကျွန်တော်တချောင်းလုံးကြိုက်တာခဲတာနာလာချင်တာလီးလန်တာထိုင်းမိုင်းတာတို့လေးဖြစ်တတ်ပါရဲ့။ အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ခြင်းတဲ့အရာလေးတွေကိုပြောခြင်းတဲ့အရာလေးတွေဝေးကြီးကိစ္စတွေလဲပတ်သွားမယ်အစီပြီးသွားမယ်ဒီလိုလေးတွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုံကိုပြစ်ကြည့်လိုက်တဲ့အခါ ရုပ်တည်းရဖြစ်စီတဲ့အရာလေးကိုတတိထားပါအဲ့တော့မိမိမိသားစုတော်၎င်းမိမိကိုယ်တိုင်တော်၎င်းဒီလိုရုပ်တည်းရဖြစ်စီတဲ့အရာလေးတွေကိုခရုစိတ်တားမဲ့အနေထားလေးတစ်ခုတွေ့ရပါတယ်ဒီတော့ဇနီးသားသမီးချင်းမိတ်ဆွေအတွက်ကံတောက်ပဲဖြစ်စီတဲ့ရေရာကောင်းလေးပြချင်ပါတယ်ဇနီးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကရေဒီတစုတော့ပါမိမိရဲ့မွေးနံ့တောင်မှာတီအနီအောင်ဆက်လက်လှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်